အပြိုးရေးလုပ်ငန်းခွင်အတွင်းအရေးပေါ်အခြေအနေဖြစ်ပေါ်ပါကတရားဆက်ကိုသို့ဖုံးခေါ်ဆိုပြီးအကြောင်းကြားရမည်ဖြစ်သည်ဒီအချိန်မှာလူနာရဲ့ဒီနေရာကိုအတိအကျသိထားရပါမယ်လိမ့်စာကိုမသိတဲ့အခါပတ်သူညာရင်ကျင်တွင်ရှိတဲ့ကြီးမားဆုံးအဆောက်အဦးကိုပဲဖြစ်ဖြစ်ကျေးရွာခမ်းမလန်းနံမဲအမြန်လန်းလမ်းနံပါတ်ကိုပဲဖြစ်ဖြစ်အသုံးပြုပြီးအချက်လက်ကိုရှာပြီးတော့ဖုံးတွင်ဒီနေရာအချက်လက်ကိုဖွင့်ထားပေးရပါမည်ပတ်ဝန်းကျင်တွင်ဒီနေရာကိုအတိပေးနိုင်မဲ့အချက်လက်ကိုရှာတွေ့ရဆိုရင်ဖုံးကိုအသုံးပြုပြီးတော့ဓာတ်ပုံရိုက်ပြီး စာဖို့ခြင်းစနစ်မှတစင်တရာ16ကိုဆက်သွယ်ပြီးအကြောင်းကြားရပါမည်။ဒီအချိန်တွင်တက်နိုင်တဲ့လူနာရဲ့အခြေအနေကိုဓာတ်ပုံနှင့်တကွပေးပို့ပေးပြီးတော့တိကျတဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုပေးပို့ပေးရမည်ဖြစ်ပြီးဒီလိုဗီဒီယိုဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးတော့အကြောင်းကြားတဲ့နည်းလမ်းလေးရှိပါတယ်။တကီလို့လူနာကနှလုံးခုန်ရက်သွားလင်ပါကို၄မိနစ်အတွင်းလှုပ်ဆောင်တင်သည်။ဘာကြောင့်လဲဆိုတော့၄မိနစ်ထက်ပိုကြာရင် အုံနောက်ထိခိုက်ပြီး30မိနစ်ထက်ကျော်လွန်ရင်တေဆုံးနိုင်ကြီးတိုးလာလိုပါပဲအရင်ဆုံးလူနာရဲ့ပခုံးကိုဖွဖွားလေးထိရိုက်ပြီးတော့တုတ်ပြန်မှုကိုအတီးပြူရပါမည်ဒီမာဒီမာအစင်ပြေရဲ့လားမျက်မှန်တက်ထားတဲ့သူတရ16ကိုအကြောင်းကြားပေးပါလူနာကိုမှန်ကန်သောအနေထားတွင်လဲ၍အသက်ရှူခြင်းရှိမရှိစစ်ဆေးပါနှလုံးရဲ့ချင်းကိုအတီးပြူပြီးပါကရင်ဘက်ကိုဖိထားပေးပါ တီးကြတဲ့လက်အနေထားဖြင့်လက်နှစ်ဖက်ကိုဆုပ်ကင်ထားပြီးတော့လက်ကိုဆုပ်ကင်ထားတဲ့အနေထားအတိုင်းလက်ဖအသူညကအောက်ဖက်အပိုင်းကိုပဲဖိပြီးဖိနှိပ်ခြင်းကိုပြုလုပ်ပေးပါယခုအချိန်တွင်တင်းတတောင်စင်များကိုဒေါင်းလိုက်ထားပြီးတမိနစ်လျင်အကျဉ်တရားမှတရား20စင်တီမီတာခန့်အနက်5စင်တီမီတာတွင်ပြင်းပြင်းထန်ထန်မြန်မြန်နှိပ်ပါလူနာတတိပြန်ရလာတာပဲဖြစ်ဖြစ်တရား16ရေးပေါ်တုံးညရင်နဲ့ရောက်လာတဲ့အထိထပ်ဖန်တလဲလဲပြုလုပ်ပေးပြီးတော့ အရေးပေါ်အသက်ပြန်လဲရှုနိုင်အောင်ပြုလုပ်နိုင်နေဆိုရင်ရင်ဘတ်ကိုဖိနှိပ်ခြင်းအခါ30အသက်ကိုပူရှူပေးခြင်းကိုဒုတိယတစ်ခါထပ်ပပြီးပြုလုပ်ပေးပါလိမ့်မိနစ်အတွင်းတိကျသောခရပြုလုပ်ခြင်းသည်အသက်ကိုကယ်တင်သောနည်းလမ်းဖြစ်သည်